အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာငူဝါလိုင်းပါဒီနေ့တော့ University Ranking နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေသွားချင်ပါတယ်မနေ့က QS World Ranking List တွေထွက်လာပါတယ် ဲ့တော့ university တော်တော်များများက ranking တွေကိုသူတို့ရဲ့ page တွေမှာ share လုပ်ကြတယ်ပေါ့နော်ဒီမှာတတိထားမိတာကမလေးရှား university တော်တော်များများရဲ့ ranking တွေတက်သွားတယ်ပေါ့နော်နောက်နှစ်နောက်နှစ်တွေမှာလည်း set တက်ဖို့ရှိပါတယ်ဘာလို့လဲဆိုတော့ဒီမလေးရှား university တွေရဲ့သူတို့က ranking ကိုဦးစားပေးပြီးတော့ quality of education ကိုပေးဖို့အတွက်စူးစမ်းနေကြတာမို့လို့ပေါ့နော်အဲ့တော့ဟိုကြောင်းရွေးမဲ့ကလေးတွေအနေနဲ့ဒီ university ranking တွေကဘာတွေလဲ university ranking တွေကိုဘာတွေအဆုံးဖြတ်ပေးတာလဲ တက္ကသိုလ်တစ်ခုရွေးချယ်တော့မယ်ဆိုရင် D ranking တွေကတို့အပေါ်မှာဘယ်လောက်ထိတက်ရောက်မှုရှိနိုင်လဲဆိုတော့အအမြင်ရသွားအောင်ပေါ့နော်ဒီဗီဒီယိုလေးကနေ share လုပ်သွားမှာဖြစ်ပါတယ်အော်တက်ကတိုရီရဲ့ ranking တွေကိုနှစ်စဉ်နှစ်တိုင်းထုတ်ပေးနေတဲ့ organization တွေရှိပါတယ်။အဲ့ဒီထဲမှာမှာအထင်ရှားဆုံးကတော့ဒီ Times Higher Education THE ranking ရှိမယ်၊ Shanghai ranking ရှိမယ်၊နောက်တစ်ခုကအဲမနေ့ကထွက်လိုက်တဲ့ QS ranking ရှိရပေါ့နော်။အဲ့တော့ ဒီ university တွေရဲ့ ranking တွေကိုဘာတွေနဲ့တိုင်းတာမလဲဆိုလို့ရှိရင်အဓိကအားဖြစ်တော့အချက်6ချက်နဲ့တိုင်းတာရတယ်ပေါ့နံပါတ်1ကတော့ academic reputations ဆိုတော့ ဒီတက္ကသိုလ်မှာအလုပ်လုပ်နေကြတဲ့ academic staff တွေဒီတက္ကသိုလ်နဲ့ပတ်သက်ပြီးတော့တခြား university တွေကနေပြီးတော့ထင်မြင်တဲ့ reputation တွေပေါ့နော်အဲ့ဒါတွေကနှစ်စဉ်နှစ်တိုင်း service လုပ်တယ်ပေါ့နော်အဲ့ဒီကနေရတဲ့ result ပေါ်မူတည်တယ်အဲ့ဒါကိုတော့ academic reputation လို့ခေါ်တယ်နောက်တစ်ခါကျတော့ဒီ employer reputation ဒီအကြောင်းကနေဘွဲရသွားတဲ့လူတွေဒီအလုပ်သွားလုပ်ကြတယ်အဲ့မှာဒီ company အများစုကနေပြီးတော့ တက္ကသိုလ်ပေါင်းများစွာလာတဲ့လူတွေကိုလက်ခံရတယ်။အဲ့ဒီတဲမှာမှဘယ်တက္ကသိုလ်ကလာတယ်ဆိုလို့ရှိရင်တော့ဟိုဘလို skills တွေပိုကောင်းလို့ရှိပြီးတော့ဘယ်တက္ကသိုလ်ကလာလို့ရှိရင်တော့ best skill တွေဖြစ် deployment လောက်ကိုလိုရဲဆိုပြီးတော့မြင်တဲ့ဒီ employers တွေရဲ့ service တွေကိုလည်းဟို employer reputation လို့ခေါ်တယ်အဲ့ဒါနံပါတ်1ပေါ့နော်နံပါတ်3ကတော့ဒီចောင်းတចောင်းမှာဆိုလို့ရှိရင်ဒီ staff တွေနဲ့ចောင်းသား ratio ပေါ့နော်ဆရာတယောက်ဒီចောင်းသားဘယ်နှစ်ယောက်ကို ဟိုကယူဆိုင်နိုင်လဲ support ပေးနိုင်လဲ mentor လုပ်နိုင်လဲပေါ့အဲ့ ratio အပေါ်မှာလဲကြည်တယ်ပေါ့အဲ့ဒါကိုကြတော့ဒီ faculty to student ratio လို့ခေါ်တယ်နံပါတ်၄ကကြတော့ဒီ research output တွေနေ့စဉ်နှစ်တိုင်း university တခုကဘလောက် quality ကောင်းတဲ့ research အဲဒီ publication တွေထုတ်ပေးနိုင်လဲပေါ့အဲ့ဒါကိုတော့ research output အနေနဲ့တိုင်းတာရဲပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီ international faculty and student boards အော်နိုင်ငံခြားကနိုင်ငံတကာចောင်းသားတွေဘလောက်လာတက်ကြလဲနိုင်ငံတကာဆရာတွေ ဘလောက်အလုပ်လုပ်နေလဲဒီကျောင်းမှာပေါ့နော်ပြီးတော့နိုင်ငံခြားနဲ့ဒီ international engagement တွေဘယ်လောက်လုပ်လဲပေါ့เนาะចောင်းသားတွေကတခြားနိုင်ငံကိုသွားပြီးတော့ဒီ competition တွေလုပ်တယ်ပေါ့เนาะဒါမျိုးတွေအဲ့လိုဟာမျိုးတွေဒီ engagement တွေဘယ်လောက်ရှိလဲပေါ့မူတည်ပြီးတော့တိုင်းတာတယ်ပေါ့เนาะအဲ့တော့အချက်၅ချက်ပေါ့နံပါတ်၁က academic reputation နံပါတ်၂က employer reputation နောက်တစ်ခုကဒီ faculty to student ratio နောက်တစ်ခု research output နဲ့ international faculty and student ပေါ့ အဲ့အ၅ချက်နဲ့တိုင်းတာရတယ်ပေါ့နော်။အင်းနေရောထုတ်ပြန်ပေးတဲ့ organization ၃ခုမှာဆိုလို့ရှင် QS ranking ကဆိုလို့ရှင်သူကဘာပေါ်မှာနည်းနည်းပို့ပြီးတော့မူတည်လဲဆိုလို့ရှင်အာဒီ reputation ပေါ်မှာမူတည်တယ်။ဒီ academics reputation နောက်တစ်ခု employer reputation ပေါ်ကရတဲ့ service တွေကနေပြီးတော့လုတ်ပေးတဲ့ rank ပေါ့နော်။ THC ကကြတော့ဘာပေါ်မှာမူတည်လဲဆိုလို့ရှင်အာ quality of teaching and also the research impact ပေါ့။သူကအဲ့ပေါ်မှာမူတည်သွားတယ်။ အဲ့တော့ University တခုဒီ QS ranking မှာ200ဖြစ်နေပြီမဲ့ဒီ Times Higher Education မှာ300လည်းဖြစ်ရင်ဖြစ်နိုင်တယ်เนาะ same university ပဲ ranking က QS မှာတစ်မျိုးဟို THE မှာတစ်မျိုးဖြစ်နိုင်တယ်ပေါ့เนาะအဲ့တော့ဘာလို့လဲဆိုတော့ဒီ indicators တွေမတူလို့ပေါ့เนาะဟုတ်ပြီအော် ranking တွေအကြောင်းသိသွားပြီဆိုတော့ဒီ ranking တွေဒီအကြောင်းသားတွေအပေါ်မှာဘယ်လောက်တက်ရောက်မှုရှိနိုင်လဲဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်အော် number 1အဲတိထားမှာက ranking ကောင်းတဲ့တက္ကသိုလ်တွေဒီ ပိုကောင်းတဲ့ education တွေကိုပေးနိုင်တယ်ပေါ့နော်အဲ့ဒါတော့သိထားရမယ်နောက်ထပ်တစ်ခုကကြတော့ဒီ scholarship ပေးတဲ့ organization တွေ employers တွေကအာ ranking ကောင်းတဲ့ចောင်းတွေကထွက်တဲ့ចောင်းသားတွေကိုပို့ပြီးတော့လိုချင်ကြတယ်နော်အဲ့ဒါကတတိထားမယ်ဟာပေါ့နော်ဆိုပါစို့ကိုကအဲចောင်းပြီးသွားလို့နိုင်ငံသားမှာအလုပ်လုပ်ရှင်နေဆိုလို့ရှိရင်အဲကိုရဲ့တက္ကသိုလ်တီ globally recognized ဖြစ်နေတဲ့ university ဖြစ်တယ်ဆိုလို့ရှိရင်ကိုကအလုပ်ရဖို့ chance ပို့ပြီးတော့များရတယ်ပေါ့နော် ်နောက်တစ်ခါဒီ ranking ကောင်းတဲ့အတော့ကျောင်းကနေပြီးတော့ကိုယ်ကို support လုပ်ပေးနိုင်တဲ့ facility ရှိတယ်ဟိုမှာပုံလေးနဲ့ lab တွေအပြီးတော့ပိုကောင်းတဲ့ libraries တွေเนาะနောက်တစ်ခါ resources တွေအဲ့ဒါတွေကကိုယ်ကို support လုပ်ပေးနိုင်တယ် ranking ကောင်းတဲ့အကြောင်းတွေကအကြောင်းသားတွေကိုဘာတွေပေးနိုင်လဲဆိုလို့ရှိရင် ပိုကောင်းတဲ့ facility တွေပေးနိုင်တယ်။နောက်တစ်ခါဒီ libraries ပေါ့နော် library မှာဆိုလို့ရှိရင်စာအုပ်တွေအစုံအလွင်ဟိုပစ္စည်းအစုံအလွင် software တွေစုံစုံလင်လင်ကိုပေးနိုင်တယ်။ တက်တစ်ခုကကြတော့ဒီကိုက research လုပ်ရှင်နေဆိုလို့ရှိရင်ကိုက grant application တွေရှိမယ် facility တွေကောင်းကောင်းရှိတဲ့အတွက် lab equipment တွေကောင်းကောင်းရှိတဲ့အတွက်ကိုကတခြားတက်ကတူသွားပြီးတော့လုပ်နေစရာမလိုဘူးကိုရဲ့အကြောင်းပါပဲကိုကအေးစစီဟို research တွေလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါဒီ ranking ကောင်းတဲ့တက်ကတူတွေကပေးတဲ့ benefits တွေပေါ့ဆိုပါဆိုကိုက science ကျောင်းသားတယောက် engineering တက်နေတယ်ဆိုလို့ရှိရင်အဲ့ ranking ကောင်းတဲ့ကျောင်းဒီ engineering နဲ့ပတ်သက်တဲ့ lab တွေမှာဆိုလို့ရှိရင် ဟို equipment ပစ္စည်းတွေဒီပို့ပြီးတော့ဒါ advance ဖြစ်တဲ့ပို့ကောင်းတဲ့ပစ္စည်းတွေကိုပို့သုံးခွင့်ရမယ်ပေါ့နော်အဲ့လိုပဲကြောင်းပြီးသွားတဲ့အချိန်မှာလဲကိုယ့်ရဲ့ degree ဒီပို့ပြီးတော့ recognize ဖြစ်တဲ့ mind theater တက်သူမျိုးဖြစ်နေတဲ့အတွက်ဒါဒီကိုယ့်ရဲ့အားသာချက်တစ်ခုဖြစ်တယ်ပေါ့ ranking ကောင်းတာပဲကိုကရွေးချယ်ရမှာလားဆိုတော့ဟာနဲ့ပတ်သက်ပြီးတော့ပြောမယ်ပေါ့နော်ကိုကကြောင်းရွေးရမယ်ဆိုလို့ရှိရင် ဒီ university ranking တွေဒီ overall ranking တွေကိုပြတာပေါ့เนาะအဲ့ဒီအချိန်မှာမှာကိုကတတိထားပါမယ်အချက်တစ်ခုရှိတယ်ဆိုပါဆိုဒီ university တစ်ခုပေါ့ university A ရဲ့ ranking ဒီအကောင်ကောင်းတယ်ပေါ့เนาะ university A ရဲ့ ranking ဒီ top 100ထဲမှာရှိနေတယ်ဆိုပေမဲ့သူ့ရဲ့အဲ့ဒီ university တွေထဲမှာရှိတဲ့ကိုတက်ရှင်တဲ့ major တွေရဲ့ ranking တွေကကြတော့တိတ်မကောင်းတာမျိုးဖြစ်နိုင်တယ် ကေဒါပေမဲ့တချို့အကြောင်းတွေဆိုလို့ရှိရင် overall ranking က900လောက်ဖြစ်သွားတယ်ဒါပေမဲ့ကိုတက်ရှင်တဲ့ဆိုပါစို့ကိုကတက်ရှင်တာက engineering တက်ရှင်တယ်အဲ့ဒီအကြောင်းမှာရှိရဲ engineering course တီးသူ့ရဲ့ ranking ကအာ100လောက်မှာရှိနေတယ်ဒါမှမဟုတ်90လောက်မှာရှိနေတယ်နော်ဟို the whole university ranking ကကြတော့900လောက်ရှိတဲ့အထက်မှာမှအဲ့ဒီ course တစ်ခုက ranking က100ထဲမှာရှိနေတယ်ဆိုလို့ရှိရင်လေဒါကဒီ course က ဟိုကောင်းတဲ့ ranking မှာရှိနေတယ်ပေါ့နော်ဆိုတော့ကိုကစဉ်းစားတဲ့အခါကျလို့ရှင်ဟိုအဲကိုတက်ရှင်တဲ့ program ကိုရွေးချယ်တဲ့အခါမှာ overall ranking တစ်ခုတည်းကိုပဲမကြည့်ပဲနဲ့အဲ့ program တစ်ခုချင်းစီရဲ့ ranking ကိုလည်းကိုကကြည့်ဖို့လိုတယ်ပေါ့နော်ဥပမာကိုက engineering တက်ရှင်တယ်ဆိုလို့ရှိရင်အာ UTMB overall ranking မှာဟို the best မဖြစ်ပေမဲ့ ဒီ engineering course တွေနဲ့ပတ်သက်ပြီးလို့ရှိလို့ရှိရင်အကောင်းဆုံးဖြစ်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ ranking ကတော့ကောင်းနေပြီဆိုလို့ရှိရင်ထပ်ပြီးတော့စဉ်းစားစရာ okay ကိုကဒီကြောင်းကိုတက်ရှင်တယ်ဆိုလို့ရှိရင်အဲ့ဒီကြောင်းရဲ့ ranking တွေဒီကောင်းနေပြီဆိုလို့ရှိရင်နောက်ထပ်နှစ်ခုရှိသေးတယ်စဉ်းစားရမယ်ဟာအဲဒီတက္ကသိုလ်က ranking ကောင်းတယ်ကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခုစဉ်းစားရမယ်ဟာကအဲ့ဒီတက္ကသိုလ်ကနေပြီးတော့ tuition fees ကိုကိုကပေးနိုင်လား ဟိုလုံလောက်တဲ့ပမာဏကို့မှာရှိလာပေါ့နော်အဲ့ဒါတခုစဉ်းစားရမှာပေါ့တခါတလေကြာလို့ရှိရင် ranking အဖြစ်တော့အဲ့လောက်ထိမကောင်းဘူးဒါပေမဲ့တချို့ဟို ranking နည်းနည်းလေးနိုင်နေကြောင်းနေရှိတယ်အဲ့ဒါတွေသူ့ရဲ့ tuition fees တွေကအရန်စေးမကြည့်ဘူးဟိုကျောင်းလက္ခဏာတွေကအရန်စေးမကြည့်ဘူးအာနောက်ထပ်တစ်ခါ သူတို့စီမှာဆိုလို့ရှိရင် ranking အရင်ကြီးမမြင့်တဲ့အတွက်သူတို့ကចောင်းသားလာအောင်လို့ဆိုပြီးတော့ဒီ scholarship program တွေအများကြီးရှိရယ်ပေါ့နော် budget အပေါ်မှာမူတည်ပြီးတော့စဉ်းစားရမယ့်အချက်တစ်ချက်ပေါ့နော်ဟုတ်ပြီကိုကဟို budget လည်းအဆင်ပြေပြီចောင်းကိုလည်းចိုက်ပြီးဆိုလို့ရှိရင်နောက်ထပ်တစ်ခုစဉ်းစားရမှာကဒီចောင်းဒီဘယ်နေရာမှာရှိတာလဲ location ပေါ့ဟိုမှာအဲဘယ်နိုင်ငံလဲနော်နိုင်ငံထဲမှာမှာဘယ်မြို့မှာရှိတာလဲဆိုပါဆိုမလေးရှားမှာဆိုလို့ရှိရင်ဒါကွာလာလမ်ပူမှာရှိတာလားဂျိုဟိုးမှာရှိတာလားအီပို့မှာရှိတာလားကတားမှာရှိတာလား အဲ့တော့အဲ့မြို့တွေမှာ ပုံမူတည်ပြီးတော့တို့ရဲ့ဟို lifestyle တွေလည်းကွဲသွားတာရှိရပါတော့เออကိုယ့်ရဲ့ lifestyle ကို comfortable ဖြစ်မှုအပေါ်မှာမူတည်ပြီးတော့ဒီနေရာရွေးချယ်မှုကလည်းအရေးကြီးတယ်ပေါ့ဆိုပါဆိုဒီ university ကတော့ ipo မှာရှိတယ်ကိုတက်ရှင်တယ်နောက်ထပ် university တကွာ KL မှာရှိတယ်ဒါပေမဲ့ကိုတော့သွားဖို့လာဖို့เนาะနေဖို့ထိုင်ဖို့ KL lifestyle ကိုကိုကပိုကြိုက်တယ်ဆိုလို့ရှိရင်လည်းဒါအာနည်းနည်းထက်သွင်းစဉ်းစားရမယ့်အချက်တွေပေါ့เนาะ တစ်ခါတလေကြာရင်ကိုက ranking အရန်ကောင်းတဲ့အကြောင်းတွေကိုလိုချင်တဲ့အတွက်အဲ့ high ranking ကောင်းတဲ့အကြောင်းကိုကိုကယူလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့အကြောင်းရဲ့အကြောင်းမစားဘူးကိုကမပေးနိုင်ဘူးအဲ့အကြောင်းရှိတဲ့နေရာဒီရာဒီဥရုအဖြစ်လဲအရန်မကောင်းဘူးဟိုကို့အတွက်အဆင်မပြေနေဘူးဆိုလို့ရှိရင်လဲအတင်ကြတဲ့အချိန်မှာဆိုလို့ရှိရင် ို့ဒါဟိုအဆင်မပြေမှုတွေပေးနိုင်တယ်ပေါ့နော်ကို့အမှတ်တွေကျနိုင်တယ်ဒီလိုမျိုးတွေရှိလာနိုင်တယ်လို့တွေးတယ်ဆိုလို့ရှိရင်လည်းဒါထဲ့တင်စဉ်းစားရမယ့်အချက်တွေထဲမှာပါတယ်ပေါ့နော်အဆောင်သက်အနေနဲ့ပြောချင်တာကတော့ ranking တွေဒီအရန်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကောင်းတဲ့ ranking ရှိတဲ့ကျောင်းတွေကပိုကောင်းတဲ့ facility တွေပိုကောင်းတဲ့ quality of teaching တွေကောင်းတဲ့ဆရာတွေဒါမျိုးတွေအခွင့်အလမ်းတွေရှိတယ်ကျောင်းပြီးသွားလို့ရှိရင်လည်းကိုယ့်ရဲ့ကျောင်းကလူသိများတဲ့အတော့ကိုဒီအလုပ်ရဖို့အခွင့်အလမ်းတွေပို့ပြီးတော့ပိုကောင်း င်းတယ်ပေါ့နော်အဲ့ဒါဒီ ranking ကောင်းတဲ့အတွက်ရနိုင်တဲ့ဟိုအခွင့်အလမ်းတွေပေါ့ဒါပေမဲ့လည်းကိုယ်ထည့်သိစဉ်းစားရမယ့်အရာတွေက ranking တစ်ခုလည်းမဟုတ်ဘူး budget အပေါ်မှာမူတည်ရမယ်နောက်တစ်ခါတီနီယာအပေါ်မှာမူတည်မယ်ကိုယ့်ရဲ့ lifestyle တွေအပေါ်မှာမူတည်ပြီးတော့လည်းမှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့လည်းလိုပါတယ်နောက်ဆုံးစကားလေးတစ်ခုနဲ့အဆုံးသတ်ပါရစေအဲ့ဒါကတော့ဘာလဲဆိုတော့ဘယ်နေရာကပင်ပင်ရအောင်ရောက်နေတယ်ဆိုတာထက်ကိုဘာတွေလုပ်နေလဲဆိုတာပိုအရေးကြီးတယ်ပေါ့နော်။လေကြရင်အเจ้าကအရင်ကြီးမကောင်းပေမဲ့လေကိုကအစွမ်းကုန်စူးစမ်းနေတဲ့လူတွေအတွက်ဆိုလို့ရှင်လေ အဲကို့မှာအခွင့်အရေးနေအများကြီးရှိပါတယ်ပေါ့နော်လူအပေါ်မှာပဲမူတည်တယ်။ကောင်းကောင်းကောင်းကိုရောက်လို့ကိုကမစ조사နေဘူးဆိုလို့ရှင်လဲဒါကအစ်မပြေဘူးလေနော်။ဒီတော့ကိုကဘယ်ရောက်နေရဲဆိုတာထက်ဘာတွေလုပ်နေရဲဆိုတာအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုလေးမှာဆက်တွေ့ပါအောင်မယ်။တတား